။အိုးအနှစ်40နိဗ္ဗာန်ကဘုန်းကြီးကကျွဲတုံးကနေပြီးသင်္ဘောပေါ်တက်တယ်။အေယာဝီတိုင်းထဲမှာဆရောကမင်းကုန်းဆရောကပန်းတန်တော်ကတက်တယ်။အဲ့ဒီသင်္ဘောပေါ်နှစ်ပါးဆုံးပြီးတော့ရန်ကုန်သွားကြတာ။မအူပင် ရောက်တော့ဆရောကဘုန်းကြီးမင်းနဲ့ဥမျက်ဆက်ကြရေး။ဟောဒီမြို့မှာကျုပ်ကျေးဇူးရှင်ကြီးရှိတယ်ဗျာတဲ့။အဲ့ဒါဆင်းပြီးနှုတ်ဆက်ခြင်းနဲ့တဲ့။နောက်လာဖို့မလွယ်ဘူး။ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတော်အကျိုးတော်ဆောင်ချုပ်ခန့်လိုက်တာကိုညကလေဒီယိုကကြားပြီဒီလိုနော် အဲ့ဒါနဲ့ဘုန်းကြီးဆလင်သွားပြီးအကျိုးအကြောင်းတွေပြောတော့ရပါတယ်ဘုရားဆိုတော့ဆရောကအင်မတန်လိမ္မာပန်းတတ်တယ်ဘယ်တော့မှ အခွင့်အရေးမယူတဲ့ဆရောနော်ဘာဆရောတရားရကမတွေအပေါ်ဆိုရင်ဘုန်းကြီးတို့ပြိဿကြီးသိမ့်ညာတာဘယ်တော့မှ အနိုင်မယူတရားရကမတွေအပေါ်မှာဘုန်းကြီးတို့ပြိဿကြီးမေတ္တာကလည်းအလွန်ပြည့်တယ်ဆရောရဲ့နှုတ်ဖြားကလှူပါဗျဆိုတာ ဘုန်းကြီးတို့လက်တွဲတဲ့အနှစ်20ကျော်မှာတခါမှကြားခဲ့ဘူးဒီလိုနော်ဒီတော့နိုင်ငံတော်ပရိယတ်တိတက္ကသိုလ်ကြီးတဲတော့မယ်ဆိုတော့တကာတကမတွေလှူခြင်းရင်တဲ့တကြက်နဲ့ကြောင်းတကာဖြစ်အောင်တယောက်တကြက်လှူဖို့ဟောဘယ်လောက်အဲ့ဒီတကြက်ကလည်းပဲတဲ့ကလေးအမေမုတ်ဆိုးမရှင်မောင်ရွက်တယ်လေဆိုတဲ့အဲ့ဒီကလေးမလေးတကြက်ပါပါစေတဲ့ဟော ဒီလိုတံပိုးထားတာနော်ဘုန်းကြီးတို့ပရိသတ်ကြီးခမရတို့နောင်ရှာဖို့ခတ်သွားပြီဒါမှတ်တော့အဲ့ဒါနဲ့မဟုတ်ပဲဘယ်မှာလဲလို့ဆိုတော့မဟုတ်ပဲလမ်းလေရဲ့တဲ့တယ်သွားလိုက်တော့မဟုတ်ပဲမြို့လေလမ်းကနေသွားတော့မြို့လေကြောင်းတက်မြို့လေကြောင်းတက်ကြီးဖြတ်ပြီးတော့အနောက်ဖက်မှာဒကမာကြီးက98လောက်ရှိပါလိမ့်အိယာထဲမှာအဲ့ဒါယောက်ျားတော့အကျိုးအကြောင်းလေးပြောဆောရဝသူ့ပန်းလာတဲ့ အဲလှူတဲ့ထက်ကကောင်းတာလေးတွေဒကမာကြီးအတွက်အဲ့ဒါစွန့်လူပြီးတဲ့အခါကျတော့ဆရဝါပြောတယ်ဒကမာကြီးတဲ့ဥစဉ်နောက်လာဖို့မလွယ်တော့ဘူးထင်တယ်တဲ့အဲ့ဒါနှုတ်ဆက်ရင်းနဲ့ယေရှုဆက်ရင်းလာခဲ့တာပဲတဲ့ယေရှုကဘယ်လိုတင်တာလဲလို့ဆိုတော့ဆရပိရကပြန်စဉ်ဖြည့်စဉ်တော့ကဒီဒကမာကြီးကငါ၆ဖုတ်တို့ငါပြာကြီးကျော်တို့ငါရှင်းကြတိုက်ကျော်တို့ တခါတခါလာလာလှူတယ်တဲ့အဲ့ဒီကျေးဇူးတွေတဲ့ဗျာကိုလူရဲ့ဘုန်းကြီးတို့သီလရှင်တို့ဆိုတာရပြီယူပြီမိတ်တတ်တာများတယ်နော်ဆရာလေးကြီးပြောလိုက်တော့မယ်နော်ဟုတ်ပြီလားတီးစရောကအဲ့ဒီလိုမဟုတ်ဘူးကိုလူရဲ့ဟုတ်ပြီလားဟိုစာဖြေတန်ကမင်းကွန်ဦးစိတ်တာပြိရကပြန်စင်နှုံးကလှူခဲ့တာလေးတွေအခုနိုင်ငံတော်အကျိုးတော်ဆောင်ကြီး ကြုံကြည့်ဖြစ်တာတော့ဒီမျိုးဆိုင်တော့ဒါမမေ့ဘူး။ဩအင်မတန်ကိုတန်ဖိုးကြည့်တာပဲလေကို့မှာပြန်ကန်ပြီးတော့ဆရာကပြောတယ်တက္ကမကြီးတဲ့ဦးစင်နောက်ရောက်ဖို့တဲမလွယ်ဘူးထင်တယ်တဲ့အဲ့ဒါရောက်တော့တဲ့တက္ကမကြီးကို တရားလက်ဆောင်နှလုံးပေးပါရစေတဲ့ပေးပါဗျာအခုတက္ကမကြီးကိုကိုကို နိုင်သေးလားလို့မေးလိုက်တော့အေးရတဲ့ရောက်နေပြီနိုင်သေးလားမနိုင်တော့ပါဘူးဗျာမနိုင်တော့ပါဘူးဗျာ မနိုင်တော့ကိုချစ်တဲ့ကိုတံမိုးထားတဲ့သမီးမမိမတွေလက်ထဲအလရပြီမဟုတ်လားတဲ့တင်မဖေဟာအဲ့ဒါဆိုရင် ကလေးတွေစကားနားထောင်ပါဗျာပါတယ်ယရနာဘုံဈေးကခေါင်းဖြူတွေဘသူစကားနားထောင်ရှိကအဖွားကြီးတွေကမန္နာကြီးတယ်မျက်လုံးတွေပြူးကြည့်ပြီးတော့ လက်လေးရှိသူရှင့်ဘုရားစကားကလည်းဘက်နဲ့နားမထောင်ဘာဖြစ်မလဲကိုတော်လို့မေးလိုက်တော့နားမထောင်ခမရအငေါခံရမှာဗျယုံယုံကြီးပြန်ပြောအငေါခံရပြီဆိုရင်ကလေးတွေအပြစ်မပြောနဲ့ဒကမာကြီးဒကမာကြီးအပြစ်မသိတဲ့လူကတော့ကလေးတွေအပြစ်တင်ပဲမဟုတ်ဘူးခမရအပြစ်ခမရသက်ကိစ္စမြောက်မြောက်အောင်အလုံးမလုံးခဲ့ဘူးအရှက်ကွဲပါလိမ့်မယ်ဗျာတဲ့သာသမီးကပြန်អော်လို့ခံရရင် ကိုလူရဲ့ အဲ့ဒီမိဘအရှက်ကွဲတဲ့ဗျာနော်ကိုလူတွေဒါလည်းသဘောပေါက်ကြအောင်နောက်တလုံးမှာရောကိုတော့တဲ့နောက်တလုံးမှာဓကမာကြီးရဲ့တဲ့ကလေးတွေနဲ့တဲ့အောင်နေပါတဲ့ဘသူနဲ့တဲ့အောင်နေပို့ဆိုးသွားပြီမို့လားဘယ်နဲ့အရှင်ဘုရားရဲ့တရားကလည်းမတဲ့တော့ဘာဖြစ်မလဲကိုတော့လို့မေးတော့မတဲ့ရင်ခမရငတ်ပြီလို့မှား မတက်ရဲ့ဟာဘွားကြီးစကားများတာပစည်းပစက်ဘာဖြစ်တယ်ညာဖြစ်တယ်ပြစ်ထားလိုက်တော့ငတ်ပြီပေါ့ကိုကြီးကိုမခတ်မတော့တော့တော့ပဲကိုဟာကိုလည်းမချမ်းနိုင် မပြုတ်နိုင်မရှာနိုင် မဖွေနိုင်ဒီလိုမဟုတ်လားအဲ့ဒါမန်တက်ပြီးကလေးတွေနဲ့မတက်မတက်တော့မပြစ်ထားငတ်ရောဒီလိုမဟုတ်လားတက်ပြီဆိုတော့ဖဖရေတောက်ပြီးပြီလားချိုးရေတောက်မလားဖြော်ရေတောက်မလားမိုင်းလိုလားဟောလေလားအမဲ့ နောက်ပြီးတော့ဘုန်းကြီးတို့ပရိသတ်ပန်းသီးဇာမလားလိမ္မော်သီးဇာမလားဒီလိုမဟုတ်လားအဒံပေါက်လားနတ်သုဒ္ဓါလားအိုရီယံဟောက်လားဘာအကုန်ပေါ့စုံလို့ဘာဘူးလို့တဲ့လို့ဩဘွားတို့များအသက်ကြီးလားလေအေးချမ်းလေကြီးညိုစရာကောင်းလေပဲအဖွားနံသွာရင်အေးလိုက်တာဒီလိုနော်မတက်ရင်ဘာဖြစ်မလဲ အဲ့ဒီတုန်းကအဲ့ဒီစကားကိုကြားခဲ့မှတ်ခဲ့ရတာမတည့်ရင်ငတ်မယ်လို့ဘယ်လိုစကားကြီးပါလဲခုဘုန်းကြီးလည်းဒီလိုမှတ်ခဲ့တာအေးအဲ့ဒီတုန်းကမတည့်ရင်ငတ်ယုံငတ်တာကိုလူရဲ့အခုမတည့်ရင်ခမရတို့အမိုက်ပုံနဲ့ရောက်သွားမယ်မှတ်ပါဘယ်ရောက်သွားမယ်ကြည့်နော်မပေါ့နဲ့ဒါကြောင့်မင်းကုန်းစတော်ကြီးက ဓမ္မလက်ဆောင်ပါပေးလေပရိသတ်ရဲ့စိတ်ရှိစွဲသံသင်္ညခံပြုယံသာသနာဆိုလိုက်စမ်းမစိတ်ရှိစွဲသံသင်္ညခံပြုယံသာသနာစိတ်ရှိစွဲသံသင်္ညခံပြုယံသာသနာ သာသနာပြုလုပ်ငန်းဆိုတာဘာလို့စိတ်ရှိပါပြီးတော့ဇွတ်တန်ရမယ်ပြီးတော့ဟေးတို့လူငယ်တွေနော်ဘုံစွမ်းလောင်းဆိုတော့ကိုတော်တွေကတိုးမှာဟုတ်ပြီလားကဲတိုးတာတွေထဲမှာတစ်ကြိမ်ဝင်လာတယ်နောက်ဒုတိယတစ်ကြိမ်ပြန်ဝင်လာတယ်ဟာဒီကိုတော်ဘယ်နှခါရှိတတိယတစ်ကြိမ်မျက်နှာမမိသွားပြန်ဒီကိုတော်ဘယ်နှခါရှိဟာကိုတော်မလွန်လွန်မှုလားသုံးခါရှိပြီး ရှင်မရနောက်ကိုတော်ဒီခွင့်ရေးဆုံးတယ်ရှင်မရဖက်ထွက်ဒီလိုသွားမလုံးနဲ့သင်္ကန်းရှိတယ်နော်သုံးခါတိုးပြီးဆိုတာသိလိုက်ရနှစ်ခါတိုးလာတာသိပြီဆိုရင်ဖနာလေးချွတ်လောက်လေးချီးခါလေးကိုင်းမျက်နှာအကြည်ဆုံးအပြုံဆုံးထားပြီးတော့ရှင်မရအရှင်ဘုရားတကူကြီးလာတဲ့ရှင်မောကလာရဲ့အဆက်နွယ်လားဘုရားဟုတ်ပြီလားတပည့်တော်တို့အရှင်ဘုရားမျက်နှာဖူးရတာသုံးခါရှိပြီ လောက်လူရတာလေတကိုးကြည်လိုက်တာဗျာတပည့်တော်တို့လှူရာကျိုးနတ်မြတ်ပြီရှင်ဘုရားရဲ့အဲ့ဒီလိုလားရှောက်လားအဲ့ဒီကိုတော်လေးကမြောက်လားကိုမလားတော့ဒီလိုလုံးဟုတ်ပြီလားမင်္ဂလာရှိတဲ့ကောင်းမြတ်သောနေလေးဖြစ်ပါစေလို့ဥဇောပထမနှုတ်ခွန်းဆံမေတ္တာဗုဒ္ဓလိုက်ပါတယ် ယခုဥစဉ်တော့နာယူခဲ့တယ်နာကြခဲ့ရတဲ့မြတ်စွာဘုရားဆရာတော်ဘုရားကြီးရဲ့တရားတော်တွေကမှကောင်းနှုတ်ချက်သင်္ကန်းစွာယူတဲ့နဲ့အရာလူတွေကိုပြောပြပေးပါမယ်ယခုဥစဉ်တော့နာယူခဲ့တဲ့အခြေကမှသင်္ကန်းစာဘာယူရမလဲဆိုရင်အချုပ်အားဖြင့်ပြောရမယ်ဆိုရင် မိမိတို့အသက်ကြီးလာပြီဆိုရင်ဘယ်လိုနေထိုင်သင့်တယ်လဲဆိုတာလေးကိုသင်ခန်းစာယူတင်ပါတယ်မိမိတို့အသက်ကြီးလာရင်ဘယ်လိုနေရမလဲဆိုတော့နံပါတ်1ကလေးတွေစကားကိုနားထောင်ပါတဲ့နံပါတ်2ကကလေးတွေနဲ့တဲ့အောင်ပေါင်းပါ မိမိတို့ကအသက်ကြီးလာပြီကိုရိုးကိုမတည်နိုင်တော့ဘူးကိုခြေကိုလက်ပဲအရာမှမလုံနိုင်တော့ဘူးဆိုရင်ကလေးတွေကိုအားကိုရတော့တာပဲအဲ့ဒီလိုကလေးတွေကိုအားကိုရပြီဆိုရင်ငယ်ငယ်တုန်းကလိုငါဆိုပြီးတော့ပြောလို့မရတော့ပါဘူးဘာကြောင့်လဲဆိုတော့ ငယ်ငယ်တုန်းကကိုကိုတိုင်းလုံနိုင်စင်မှာတော့လှုပ်လို့ရခဲ့ပြီမယ်လို့ကိုရုပ်ကိုမတင်နိုင်အသက်ကြီးအိုမင်းလာပြီဆိုရင်တော့အဲ့ဒီလိုလှုပ်လို့ရှင်အစင်မပြေတော့ပါဘူးအဲ့ဒီလိုလှုပ်လို့ရှင်ဘာဖြစ်မလဲဆိုတော့နံပါတ်1ကလေးတွေစကားကိုနားထောင်ရမယ်တဲ့ဘာကြောင့်ကလေးတွေစကားကိုနားထောင်ရမလဲလို့ပြောတယ်လဲဆိုတော့ရိုးရိုးလေးပဲတွေးကြည့်လိုက်ပါ ယနေ့ခေတ်ကလေးတွေစကားနားမထောင်ဘူးဆိုရင်အသက်ကြီးတော့ပွားစီပွားစီတွေပြောတတ်ကြပါတယ်အဲ့ဒီလိုပြောတဲ့အခါမှာကလေးတွေကပြန်ပြီးပြောတာဆိုတာငောက်တာတွေလဲခံရတာတွေကြားဘူးကြပါလိမ့်မယ်ရှိပါတယ်ဖြစ်လဲဖြစ်နေကြပါတယ်ဒါကြောင့်မို့အဲ့ဒီလို ပြန်ပြီးတော့ကိုသားသမီးတွေကိုကြီးတွေကပြန်အပြောခံရရင်တဲ့ ဆရာတော်ကြီးကတခါလေးပြောတော်ခဲ့ပါတယ်တက္ကိစဖြစ်အောင်သွန်သင်ပြသမှု မရှိခဲ့ဘူးဆိုပြီးတော့မိမိဆူဆုံမမှုမြန်တဲ့အတွက်ကြောင့်မိမိသိခါမိမိခြာတာနဲ့အတူတူပဲဖြစ်ပါတယ်လို့ပြောထားပါတယ်ဒါကြောင့်မို့နံပါတ်1အနေနဲ့မိမိအသက်ကြီးလာပြီးကိုယ်ရုပ်ကိုမှ မတည်နိုင်တော့ဘူးဆိုရင်ကလေးတွေစကားကိုနားထောင်ပါဗျာ နံပါတ်2ကတော့ကလေးတွေနဲ့တဲ့အောင်ပေါင်းပါတဲ့နံပါတ်2ချက်ကဘာကြောင့်ကလေးတွေနဲ့တဲ့အောင်ပေါင်းပါလို့ပြောတယ်လဲဆိုတော့မိမိကအသက်ကကြီးလာပြီကိုရုပ်ကိုမတည်နိုင်တော့ဘူးကိုရုပ်ကိုလည်းမတည်နိုင်ကလေးတွေနဲ့လည်းတဲ့အောင်မပေါင်းဘူးဆိုရင်ငတ်ဖို့ပဲရှိပါတယ်ဗျကလေးတွေနဲ့တဲ့မယ်ဆိုရင်မိမိစားကျင်တာလည်းစားရပါတယ် ။ဘာကြောင့်လဲဆိုတော့မိမိကိုယ်တိုင်မိမိဘာတစ်ခုမှလောက်ကင်မစားနိုင်တော့တဲ့အခါမှာဒီကလေးတွေကိုပဲမိမိကပြန်လဲပြီးတော့မိခူရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဓမ္မမိတ်ဆွေဆွေတော်မျိုးတော်များအားလုံးခொနီယသာသမီမိသားစုများအားလုံးတို့လည်းတနည်းနည်းတစ်ချိန်ချိန်မှာအသက်တွေကြီးလာကြမှာဖြစ်ပါတယ်။ အဲ့ဒီလိုအသက်တွေကြီးလာပြီးကိုရိုးကိုမတည်နိုင်တော့တဲ့ရွယ်ရောက်ပြီဆိုရင်ဦးစင်ယခုပြောခဲ့တဲ့နံပါတ်1ကလေးတွေစကားကိုနားထောင်ဖို့လိုပါတယ်နံပါတ်2ကတော့ကလေးတွေနဲ့တဲ့အောင်ပေါင်းဖို့လိုပါတယ်ဗျာအဲ့ဒီလိုကလေးတွေစကားနားထောင် ကလေးတွေနဲ့တဲ့အောင်ပေါင်းပြီဆိုရင်မိမိတို့ အဆင်ပြေပါလိမ့်မယ်ဗျာကလေးတွေစကားနားမထောင်ဘူးကလေးတွေနဲ့တဲအောင်မပေါင်းဘူးဆိုရင်တော့မိမိလည်းအဆင်မပြေဖြစ်ပါလိမ့်မယ်ဗျာဒါကြောင့်မို့ဓမ္မမိတ်ဆွေဆွေတော်မျိုးတော်များအားလုံးခொနည်းသားသမီးမိသားစုများအားလုံးတို့ဒီလည်းပဲဆရာတော်ကြီးမိမာခဲ့တဲ့စကားကိုမြည်ဝေမကြနားထောင်နိုင် ပြီလင်မိမိတို့အတွက် မိမိတို့ အသက်ကြီးလာရင်လည်းစင်ကြင်နိုင်ကြပါစေမိမိတို့အတွက်အသက်ကြီးလာရင်စင်ကြင်နိုင်ပြီလင်မိမိတို့လိုချင်သောမိမိတို့လိုလားသောမိမိတို့ရလိုသောအရာများကိုဒိဋ္ဌမုတ်ချဧကံရနိုင်သောပုဂ္ဂိုလ်များ ဖြစ်ကြပါစေလို့တောင်းစုပြုမေတ္တာပို့တာလိုက်ပါတယ် ်မိသားစုဆွေတော်မျိုးတော်များအားလုံးခொနည်းသားသမီးမိသားစုများအားလုံးဘေးပြာဝေးကွာတောကတွေငိမ့်ကြံတိုင်းအောင်ဆောင်းတိုင်းမြောက်လိုရာပြည့်နိုင်တော့ပုံကုန်များဖြစ်ကြပါစေ။